်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်လာမယ့်ဒီဇင်ဘာလမှာအာနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကို အတူအရောင်ရွေးကောက်ပွဲအဖြစ်နယူးဇီလန်နိုင်ငံလွှတ်တော်ကနိုဝင်ဘာလ9ရက်နေ့မှာကန့်ကွက်သူမရှိအတည်ပြုလိုက်ပါတယ်နယူးဇီလန်နိုင်ငံသားရဲ့ဝန်ကြီးကလည်းမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ကြောင်းလွှတ်တော်မှလာရောက်ထပ်ဆိုသွားခဲ့ပါတယ်။ ဲ့ဒီတည်ရဲ့နောက်ွယ်မှာစူးစမ်းအထောက်မှုတွေရှိနေကြပြီးနောက်ထပ်လည်းမြင်ရတွေ့ရအောင်ဆက်စူးစမ်းနေပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံကြားရေးဝန်ကြီးဒေါ်စင်မအောင်ကသူ့ရဲ့လူမှုကွေရက်ဆမနာမှာဖော်ပြထားပါတယ်။နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မြန်မာပြည်သူတွေနဲ့အတူယက်တီမှုကိုလည်းကျေးဇူးတင်တယ်လို့နယူးဇီလန်ရောက်မြန်မာအရေးဆောင်ရွက်ကြသူတွေကိုလည်းကျေးဇူးတင်ကြောင်းဒေါ်စင်မအောင်ကဆိုပါတယ်။ 2021ခုနှစ်မှာပြည်သူတင်မြှောက်ထားတဲ့အစိုးရစီကနေအာဏာသိမ်းခဲ့တဲ့စစ်တပ်က လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာစပြီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးဒေါ်လာရဲ့အသားဝိုင်းကအဲ့ဒီရွေးကောက်ပွဲကို အတူရောင်အဖြစ်ကြီးညာထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်ကုတ်ခိုင်မြို့နယ်နန်းဖက်ကရွာနေဝင်းကျင်းမှာမိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက်စပါးခင်းအများပြားပြက်စီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ နစ်မြုပ်သွားတဲ့လေအေကားအရေအတွက်တိကျကိုမသိရသေးပေမဲ့တချို့ကရေထဲနစ်မြုပ်တာတွေမှာကပဲရိုက်ထားပြီးပုံဖို့ပြင်ဆင်နေတဲ့အချိန်မှာမိုးရွာလာတဲ့အတွက်ကောက်လိုင်းတွေမျောပါကုန်ပြီးအပင်တွေပြန်ပေါက်ကုန်တယ်လို့ဒေသခံလေသမားတယောက်ကပြောပါတယ်။နောက်ဘက်ကဒေသတစ်ခုလုံးဟာခြောက်နဲ့နေတဲ့အတွက်လက်ကွက်တွေပြက်စီမှုများတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်မူဆယ်မြို့နယ်ထဲကတီးမရွာဘက်မှာလဲစပါးဖို့တချို့ရင်းမြုပ်တာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ တော်လန်လူမှုကြားထဲမှာပြန်လည်အကောင်းလာတဲ့လူမှုရေးပြည်တံခတ်ဖို့တိုက်တွန်းနှိုးဆော်ချက်တွေကတော်လန်ရေးကာလမှာမဖြစ်မနေရှိဖို့လိုအပ်ပြီးလူမှုလှုပ်ရှားမှုလိုင်းလုံးတွေအထိဖြစ်လာဖို့ဆက်လက်လုပ်နေမှာဖြစ်ကြောင်းအရက်ဘက်အဖွဲ့တွေနဲ့ပြည်သူတွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်ဆရာနာရှင်စန့်ကျင်ရေးအစားကာလတွေကလေးကတိုက်တွန်းနှိုးဆော်ခဲ့ကြတယ်။လူမှုရေးပြည်တံခတ်ရေးတိုက်တွန်းနှိုးဆော်ချက်တွေဟာမကြသေးခင်အချိန်မှာပဲတော်လန်လူလူနဲ့ပြည်သူတွေကြားမှာပြန်လည်အားကောင်းလာပါတယ် လက်တလုံးမှာဆိုရင်လည်းစစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းတို့မှာပါဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေအကုန်လုံးကိုလူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းနှိုးဆော်ရာကဆလို့စစ်တပ်နဲ့ပတ်သက်ဆွံ့ွယ်သူတွေစစ်တပ်နဲ့ဆက်ဆက်ကုန်ပစ္စည်းတွေကိုပါမပတ်သက်ဖို့မတုံးဆွဲကြဖို့လူလူတွေကြအချင်းချင်းတိုက်တွန်းနေကြပါဗျ။လင်းနစ်ကျော်၅နှစ်တာကာလမှာအောင်မြင်လိုက်ရတန့်သွားလိုက်ဖြစ်နေတဲ့လူမှုရေးပြစ်ဒဏ်ခတ်ရေးကိစ္စတွေဟာဇက်တိုက်ပြုလုပ်နေရမှာဖြစ်ပြီး လူမှုအလုံးပါဝင်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ဒီတိုက်တွန်းနိုင်မှာသာအောင်မြင်မှာဖြစ်ကြောင်းကိုစစ်တပ်ထောက်ခံသူတွေကို စက်ကျင်ပွိုင်းကောက်လုပ်ကြဖို့နှိုးဆော်နေတဲ့ FNCC ဘာမဖက်ချက် community ရဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီသူတွေအကုန်လုံးဟာဓာတ်ရိုက်စစ်တပ်ကိုအကျိုးရှိစေတယ်လို့ပြီးတော့တစ်ဖက်မှာလည်းလူမှုရဲ့မြေတားကိုတစ်ဖက်နဲ့နီးနဲ့အသုံးချပြီးတော့လူတွေရဲ့အတွေးထဲမှာအစိတ်တောက်ဖြစ်စေတဲ့အတွေးတွေအမှန်တရားကိုမမြင်နိုင်တော့တဲ့ထင်မြင်ယူဆချက်တွေဝင်လာအောင် စစ်တပ်ရဲ့ဝါရဖန်ချီကိုတနည်းတဖုံအထောက်အပံ့ပြုနေတဲ့အတွက်ကိုကျွန်တော်တို့ကဒီ boycott နဲ့ social punishment ကိုအဓိကတွန်းနေတာပါဒီစစ်တပ်အောက်မှာရှိနေတဲ့အနုပညာရှင်တွေကတော့ဒီ boycott ကိုကြောက်တလားဆိုတော့ကြောက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မှာရှိတဲ့အောင်မြင်မှုသူတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကပြစ်ဒတ်အားပေးလို့ရလာတာပါဆိုတော့ဒီပြစ်ဒတ်ကအမှန်တရားကိုအမှန်တိုင်းမြင်ပြီးအမှန်ကိုအမှန်တိုင်းရလာပြီဆိုလို့ရှိရင်သူတို့အတွက်နေရာမရှိပါဘူးအဓိကကတော့လူတွေကြားထဲမှာဒီအသိပညာပါပြန့်နှံ့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူတွေအကုန်လုံးကအဲ့ဒီလူတွေကိုအမြဲဆန့်ကျင်တော့မှာ ဆိုတော့အဲ့ဒီစန့်ကျင်နဲ့အားသည်နင်း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 ရနေများလာတဲ့ခါကြလို့ရှင်လူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒီလူလူလှုပ်ရှားမှုလိုင်းလုံးတစ်ခုဖြစ်လာနိုင်တဲ့အထီအောင်ကျွန်တော်တို့တွန်းနိုင်မယ်ဆိုလို့ရှင်ဘွိုင်းကော့ကအောင်မြင်မှာပါဘွိုင်းကော့ဆိုတာကတော့စစ်တပ်ထုတ်ကုန်တွေစစ်တပ်နဲ့ဆက်ဆက်နေတဲ့အမတ်တစိုက်တွေလုံးဝဝယ်ယူအသုံးပြုတာမျိုးမလုပ်တာဖြစ်ပြီး social punishment ကတော့စစ်တပ်ထောက်ခံသူလူပုဂ္ဂိုလ်တွေကိုလူတိုင်းဝိုင်းကနေဖယ်ချင်ဖို့လူလူကပေးတဲ့ပြစ်ဒဏ်ခန့်နည်းဖြစ်ပါတယ် ဒီလိုတော်လိုင်းနီနာတွေဟာတော်လိုင်းအစကာလာတွေကလေးကပါရှိပြီးသားနီနာတွေဖြစ်ကြောင်းအကြံမဖက်အာနာပိဆန်လှုပ်ရှားမှုနဲ့တော်လန်ပုံကန်နေတဲ့ရေပွဲပြည်သူဂျိုပြူလူငယ်ဖွဲ့ကလည်းပြောပါတယ် Social Punishment Point Go လို့ဆိုတာကလေအခုတွေဦးတော်လန်ကြီးမှပေါ်ပေါက်လာခဲ့တာမဟုတ်ဘဲနဲ့ကစ်သမိုင်းအဆက်ဆက်မာတွေကတရှိခဲ့ပြီးသားနီနာတွေပဲဖြစ်ပါတယ်ရုံမတက်ဘူးမီတာမဆောင် ကောမဆောင်ဆိုရယ်ဘူးတပိတ်လောက်တဲ့နီနာလေးရူဘီအတမင်ကိုဥပိုင်အားထုတ်တဲ့တက္ကားထုတ်တဲ့ကွန်ပျစီလေးကိုအာမပေးဦးဆိုရရဘူးတပိတ်တိုက်ပွဲနီနာလေးပဲဖြစ်ပါတယ်ဒီလူကစစ်တပ်ကလူလားစစ်တပ်ကိုအားပေးနေတာလားစစ်တပ်ကနေထုတ်တဲ့ထုတ်ကုန်ပစ္စည်းတစ်ခုခုဝန်ဆောင်မှုတစ်ခုခုထုတ်လို့ရတစ်ခုခုမှာရှယ်ယာပါတနာအနေနဲ့ရှိနေတာလား ောင်းဆက်လုပ်ကင်နေတာလားဒီပြည်ထောင်နဲ့အခြေခံအဖြစ်တိုင်းတာနိုင်မဲလို့တော့ကျွန်တော်တို့အနေနဲ့ယူဆပါတယ်ပြည်ပမှာအထိုက်လျောက်အောင်မြင်လာတဲ့ boycott နဲ့ social punishment လှုပ်ရှားမှုတွေမှာပြည်မှာရှိတဲ့ပြည်သူတွေအနေနဲ့ကလည်းစစ်တပ်ထုတ်ခုံတွေလူမှုရေးပြစ်ဒဏ်ခက်ခံနိုင်ရတဲ့အမှုပညာရှင်တွေကိုအတန်တိတ်နီးနဲ့ပါဝင် boycott လုပ်ကြဖို့လိုကြောင်းလည်းသိရပါဗျ။တော်လှန်ရေးကိုတစ်ဖက်တစ်လမ်းကအထောက်ပံ့ဖြစ်စေဖို့ ဒီခြေအနေတွေဟာတိတိယယောက်နဲ့ဆက်သွားဖို့လိုတယ်လို့ပြည်သူတွေကယုံကြည်နေကြပါတယ်။ဘာပဲပြောဒီဘိုင်းကောတူဆိုရှယ်ပနိရှ်မန့်လို့ဒီလိုလုပ်ထမ်းလိုက်ရတဲ့လူတယောက်ပဲဖြစ်ဖြစ်ဒီစီးပွားရေးလုပ်ငန်းတစ်ခုခုပဲဖြစ်ဖြစ်ပေါ့။ဒီလိုလူမျိုးတွေဒီလိုလုပ်ငန်းတွေဟာလူလူကအာမပီးဘူးလူလူကဖဲ့ကျင်ထားတာခံရပြီဆိုလို့ရှိရင်တို့မှာဆုံးရှုံးမှုတွေအများကြီးဖြစ်လာလိမ့်မယ်။ဖြစ်ကိုဖြစ်တယ်မဖြစ်ဘူးဆိုမရှိဘူးဖြစ်ကိုဖြစ်တယ်။ဒါစိတ်တဲ့တိုက်တဲ့တိုက်ပွဲတစ်ခုလို့ပဲပြောရမှာပေါ့နော်။လမ်းနဲ့တိုက်တဲ့လူကတိုက်စိတ်တဲ့နဲ့တိုက်တဲ့လူကတိုက် အဲ့တော့ဒီ wine code တွေ social punishment တွေဆိုတာလူကိုလုတ်တယ်ထိထိရောက်ရောက်လည်းလုတ်တယ်တောက်ရုံမဖြစ်လို့မရဘူးလက်ရှိမှာတော့စစ်တပ်ကိုထောက်ခံအားပေးတဲ့နှုပညာရှင်တွေပါဝင်တဲ့ဇက်ကားတွေဟာပြည်ပနိုင်ငံတွေမှာပြသခွင့်ရပေမယ့်ကြီးစုသူမရှိတာတွေဖြောပြပွဲတွေရပ်နာလိုက်တာနဲ့ပြည်ရင်းကစစ်တပ်ထုတ်ကုန်တွေကိုဝယ်ယူသူမရှိတာစတာတွေဟာလူမှုအကြာ boycott နဲ့ social punishment ပြန်လည်အကောင့်လာတဲ့အချက်တွေပဲဖြစ်ပါတယ်ကျမဝေပါ နီပေါ်နိုင်ငံဟာနိုဝင်ဘာလ၄ရက်ကဟိမဝန္ဒာတောင်တန်းတွေပေါ်ကတောင်တက်ခီစဉ်တစ်ခုအတွင်းနှင်းထုပြိုကျအသေးဆုံးသူတွေထဲမှနိုင်ငံသားတအုပ်ပါတယ်လို့အတည်ပြုခဲ့ပါတယ်တောင်တက်နဲ့စွန့်စားခံခီးသွွားလုပ်ငန်းညှို့ချရေးမှုဟိမဲဂေါ့တန်ကတယောက်ဆုံးနေ့၁၈ဦးကိုရှာနေတယ်လို့နီပေါ်နိုင်ငံခီးသွွားဌာနကပြောပါတယ်ခစ်တမန်ဒူမြို့တော်အရှေ့မြောက်ဘက်ဒုလခခရိုင်မှာပေ၁၈၄၈၀မြင့်နဲ့ရာလင်း ရီဟီမာတောင်ပေါ်ပျောက်ဆုံးနေသူတွေထဲမှာနိုင်ငံသား၅ဦးပါတယ်လို့ရဲအယားရှိဂီယန်ကူမာမဟာတိုကရိုက်တာသတင်းဌာနကိုပြောပါရယ်ဒေဆုံပျောက်ဆုံးနေတဲ့နိုင်ငံသားတွေရဲ့နိုင်ငံတွေကိုချက်ချင်းမသိရသေးပါဘူးတရားရတောင်တက်သမားလေးဦးကိုနီနာကရွာတွေ့ရစီရှေ့ပြောင်းပစ်ခဲ့ပြီးပျောက်ဆုံးနေတဲ့တောင်တက်သမားတွေကိုရဟတ်ရင်နဲ့ရှားဖွေမှုအပါအဝင်လှုပ်ရှားရှိတာတွေကိုဆက်လုပ်နေတယ်လို့မဟာတိုကပြောပါရယ် ရာလင်ရီဟီမာတောင်ဟာနီပေါ်နိုင်ငံအရှေ့မြောက်ပိုင်းကရိုဝါလင်ကျောက်ဝမ်မှရှိပြီးဒီနေရာမှာတောက်တဲ့သမားတွေဟာကြောက်တုံရေခဲနဲ့နှင်းတွေရောပြီးပြိုကျတာကိုရင်ဆိုင်ရလေးရှိပါတယ်ရှင်။ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်။